အားလုံးပဲမင်္ဂလာပါခင်ဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကျေးဇူးပါတယ်ဟုတ်ကဲ့ပါ20တဲ့နေ့ဆက်လာပဲ2020နဲ့5ရက်နေ့မှာရှင်မြန်ကစားကြမဲ့ UEFA Champions League ပွဲစဉ်တော့ကျွန်တော်ရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဆောလုံးပွဲစဉ်မှာတော့ Barcelona ပွဲစဉ်ရှိတယ်နောက်တစ်ပွဲကတော့ Paco ပွဲစဉ်ရှိတယ်ဗျဒါတော့17ရက်ခွဲမှာရှင်မြန်ကစားကြမှာနောက်ကြပွဲစဉ်တွေလည်းကျွန်တော်ရွေးချယ်ပေးသွားမှာဆိုတော့ကျွန်တော် YouTube channel ဖြစ်တဲ့ Linga Support channel မှာအများအပြားတင်သွားမှာဖြစ်လို့ကျွန်တော်ဆိုပြီးပြမှာတော့နေချင်းတော့ပဲတင်ပေးသွားမှာဖြစ်ပါတယ် တော့ကျွန်တော်ယူရရှင်လေးကိုသွားရောက်ပြီးတော့ဆက်ကစားလေးလှုပ်ထားကြဖို့လဲမမေ့ပြကြတော့ခင်ဗျာနော်အဲ့ကြတော့ကျွန်တော်အစောဆုံးပွဲစဉ်နှစ်ပွဲရွေးချယ်ပေးသွားမှာအစောဆုံးပွဲစဉ်နှစ်ပွဲကိုဆိုတော့ဒါကျွန်တော်အကြိုက်တယ်ပေါ့ဗျာညကိုတော့ကြိုက်မလားမသိဘူးဗျာကြိုက်မယ်ဆိုရင်တော့လိုက်စော်ကစားလို့ရပါတယ်ခင်ဗျာနော်မကြိုက်ဘူးဆိုရင်ညကိုတော့ပကံကစားပေါ့နော်အဆင်ပြေမယ်လို့လည်းထင်ပါတယ်အဲ့ကြတော့ကျွန်တော်ကကျွန်တော်အကြိုက်ကလေးပဲရွေးချယ်ပေးထားတာဆိုတော့တချို့ညကိုတော့ကြိုက်ရှင်မှကြိုက်မယ်ဆရာကြီးထာကြီးနဲ့ကျွန်တော်တုံးသက်ပေးနေမှာမဟုတ်ဘူး တူတူနဲ့လိုရင်းလောက်ပဲကျွန်တော်လိုရင်းလောက်ပဲရှင်းပြပြီးတော့ကျွန်တော်ကြက်တယ်ဆိုတဲ့ကြောင့်မရွှေ့ရှက်ပြီးသွားတော့မယ်။ဘာလို့လဲဆိုရင်စာအရှိရေးရလို့ရှိရင်မဖတ်ချင်းကြသလိုဗီဒီယိုတင်ပေးသွားရင်လည်းအဆုံးအထိကနေပြီးတော့အစအနေနဲ့မကြည့်ချင်တဲ့ညီကိုတွေရှိသလိုတခြားညီကိုတွေလည်းဒါကြည့်နေကြည့်မှာပေါ့ဗျာ။အဲကြတော့တူတူနဲ့လိုရင်းပဲသွားကြတာပေါ့။ကျွန်တော်ကြိုက်ကြီးပဲပေါ့နော်။ဆိုတော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ဘာစီလိုနာနဲ့အိုလံပီယာကပွဲစဉ်။ဘာစီလိုနာစပိန်လာလီကာပွဲစဉ်မှာအဆင်ကြရတဲ့ဘက်နှစ်အိုလံပီယာကလည်းကောင်းတယ်ဗျ။ဒါပေမဲ့ ဥရောပအထိတ်တိုက်တွေ့ဆုံမှုဆင်းရဲကြည့်မယ်ဆိုဘာစီလိုနာပါတယ်။အသင်းတလုံးကတော့ဒါဥရောပချန်ပီယံလိမှာတော့မဆိုင်ယူလို့ပြောရရမှာဘာစီလိုနာပါတယ်လို့ပြောရရတယ်။အကွင်းဘာစီလိုနာမှာယနေ့ဖောက်ပြထားတဲ့ဒီအိုလံပစ်အကော့ရဲ့ဘော်ဒီစင်မှာနှလုံးသွေးပေးထားတယ်။ကနေဦးစေးကိုပေါင်းသေးသုံးလုံးသွင်းသွားရင်အရှုံးသတိပေးထားတယ်။ဆိုတော့စပိန်လာလီကာပွဲစဉ်မှာနောက်ဆုံးအင်္ဂလန်မှာကစားနေတဲ့ဘာစီလိုနာလို့ရှေ့စွန်းပြမလို့ပါတော့နှစ်တင်းနဲ့အနိုင်ရရှိခဲ့တာကံကောင်းလို့ကျွန်တော်တွေးမိမိတယ်။ကစားပိုင်းမှာလည်းနည်းနည်းလိုအပ်ချက်နေရှိနေပြတာစပိန်လာလီကာပွဲစဉ် ရှမ်ပီယံလိပွဲစဉ်မှာတော့တော်တော်ယုံနေတယ်ဘာစီလိုနာကောင်းတယ်လို့ပြောလို့ရပြီအိုလံပီယံကတော့တော်တော်ယုံထားတာတွေ့ရတယ်နောက်ဆုံးရှမ်ပီယံလိမှာဆိုဘာစီလိုနာလို့ပေါ့နော်အတင်းနဲ့အကြိတ်ကန်ခံခံထားပြီးတော့အိုလံပီယံကောလည်းအတင်းနဲ့အကြိတ်ကန်နဲ့ခံထားတွေ့ရဗျဆိုတော့ကျွန်တော်ကဒီနေ့ဘာသာနဲ့ဒီအိုလံပီယာကောလိုပွဲစမှာကိုခံမရလက်ကတော့အင်္ဂွင်းဖြစ်တဲ့ဘာစီလိုနာအကောင်းဆုံးပုံစံနဲ့ထွက်လာပြီးတော့အိုလံပီယာကောအနိုင်ရရှိသွားလဲပြီးတော့ခိုးကြီးကတော့အလွန်ညွတ်ပြတ်သွားမယ်လို့မထင်ဘူးဘာစီလိုနာတွင်းလာမယ်ဆိုရင်တစ်ဖက်တည်းဆိုရင်တော့2-0ပြ ိုလန်ဗီယာကော့ပြန်သွင်းမှသာလဲ9ပွိုင်ပေါ်သွားနိုင်မယ်။ကံကောင်းရင်တော့3ဇီဘာစီလိုနာဒါတော့ကျွန်တော်ရဲ့ကိုခံမှန်ရလဲပါ။အဲ့တော့ကျွန်တော်ကဘာစီလိုနာနဲ့အိုလန်ဗီယာကော့တို့ပွဲစဉ်မှာကျွန်တော်ရဲ့အကြိုက်ကတော့ဘယ်လိုပဲဖြစ်ပေါ့နော်။ငွေဖြစ်တဲ့ဘာစီလိုနာဘော်လီလေးနဲ့ပေါ့နော်။နောက်တစ်ကြောင်ဘူပေါင်းအောက်လေးကိုတွဲဆော့ဆက်ခြင်းနဲ့စင်တော်ဇီနဲ့ဆော့ကစားကြပါခင်ဗျာနော်။နောက်ထပ်တပွဲဖြစ်တဲ့ပေါ့နော်အာမာဒီနဲ့ဘာဖော်ပွဲစဉ်သွားမယ်။နှစ်သင်းသုံးလုံးကတော့ချန်ပီယံနောက်ဆုံးပွဲစဉ်တွေမှာဘိုးပြက်တွေနဲ့ရှုံးနေထားတာကြည့်ပဲ။ ရမှတ်လိုအပ်ချက်တွေကြီးရှိနေတာနှစ်သိန်းစလုံးဖြစ်တဲ့ဆိုပေမဲ့ဘိုးကင်းဖြစ်တဲ့ပါဘောကနည်းနည်းပေါ့နော်ခကြញ្ញံဆော့တက်ပြီးတော့ဒါစိတ်စိတ်တက်တက်ဆော့တက်တယ်အင်္ဂွန်းဖြစ်တဲ့အာမဒီကလည်းတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်နိုင်ငံကလပ်တွေမှာဆိုလို့ရှိရင်လည်းဒါတော်တော်ကောင်းတယ်ဆိုတော့ယနေ့အာမဒီနဲ့ဒီပါဖော်တဲ့ဝက်စီမှာရှယ်ယူသေးရဖောက်ပြရကိုပေါင်းစည်းမှာဆိုရင်နှလုံးသွင်းပြားဆုံးရှုံးလေးနှလုံးရှုံးစေးတီဈေးဖောက်ပြထားတာကိုပေါင်းစည်းပြနှစ်သိန်းစလုံးကရမှတ်လိုအပ်ချက်ရှိနေတယ်ဆိုပေမဲ့ဒီနှစ်သိန်းစလုံးကိုပြန်ကြည့်ရမယ်ဆိုရင်ထိတ်တိုက်တဆုံမရှိသေးဘူး ဒါမှမဟုတ်နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိမှာဆိုဂိုပြတ်တွေရှုံးနေထားတယ်။ဒီနေ့တင်းလုံးလုံးရဲ့ဂိုခံမရလဲခါတော့ဒါဝမ်းမွန်ဝမ်းစီးနဲ့ပြီးဆုံးသွားမလို့ပဲကျွန်တော်ခံမမိပါတယ်။ဒီဥစ္စာကတော့စိတ်ကြောက်ရွှေ့ချက်ပြီးမဲ့ဆိုရင်ဒါအမတီနဲ့ပါဖို့လို့ဝယ်စင်မှာဒါအစောဆုံးဝယ်စင်နဲ့ဖြစ်တဲ့ကြောင့်လို့ကျွန်တော်တော့ဂိုပေါင်းအောက်အကြောင်းနဲ့ပဲကျွန်တော်ရွှေ့ချက်ပေးချင်ပါတယ်ခင်ဗျာနော်။ဆိုတော့ဒီဝယ်စင်လို့လည်းအကြရှင်းတူမယ်ဆိုရင် live ဆုတ်လာကြပါ။ဟုတ်ကဲ့ပါ။ကျွန်တော်အနေနဲ့ UEFA Champion League ပေါ်တော့ဒါ21ရက်နေ့ဆယ်လာပိုင်း2025မှာရှင်မြန်ကစားကြမှာပွဲစဉ်ပါဆိုရင အစောဆုံးပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါဘာသာနဲ့အိုလံပီယာကလို့ပွဲစဉ်မှာကျွန်တော်အင်ဖီတဲ့ဘာသာဘော်ဒီလေးနဲ့ကိုပေါင်းအောက်ကလေးကိုတွဲပေးထားတာပါ။အမတ်ဒီနဲ့ဘာဖိုလိုပွဲစဉ်မှာဆိုရင်ကျွန်တော်ကိုပေါင်းကိုဆက်လက်ရွေးချယ်ပေးထားတာဖြစ်ပါတယ်။အစောဆုံးပွဲစဉ်လေးတွေဖြစ်တဲ့ကြောင့်ညီကလေးတို့အကြရှင်းတို့မှလိုက်ပြီးဆောသားကြပါခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ပွဲစဉ်အားလုံးကျွန်တော် YouTube Channel မှာတင်ဆက်ပေးသွားမှာမလို့တွားကြည့်ရှုအားပေးကြဖို့လည်းဖိတ်ခေါ်ပါခင်ဗျာနော်။အားလုံးပဲအထူးပဲကျေးဇူးတင်ပါတယ်။ကံကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။